ကောင်းရှိပါတယ်စိတ်ကောင်းရှိပါတယ်ခုနကတော့ဩဃာတဆိုကြတယ်နိဗ္ဗာန်မဲ့ဖို့ရပါလို့ဤဆိုတော့နောက်ဆုံးမှာပါသွားတယ်ဟုတ်တယ်မလားနော်ပါသွားတယ်နိဗ္ဗာန်ကိုလိုချင်ရင်နိဗ္ဗာန်ဆိုတဲ့နေရာကိုတက်ဖို့အတွက်စေကတိက၃တိထဲပါတယ်ဗျာလက်ဒီပိုင်းတော့မထောင်တော့ဘူးတော့၃တိဆိုပြီးတော့နော်တိလလေကားတိတမာတိလေကားတိပညာလေကားတိတဲ့ပြောပဲနှစ်ခုလေဟုတ်ပါဗျာတိလတမာတိပညာ အစင်တိုင်းတည်းရတယ်ဘုရားဘာသာတရားတော်ကသီလမှမလုံတုံမဲနဲ့တမာတိကိုရမယ်တမာတိမှမရှိဘဲနဲ့ပညာကိုရမယ်ဆိုတော့သွားပြီးတော့မမျော်မှန်းနေတယ်ဘုရားဘာသာတရားတော်ကအနုပုပ္ပနေနာအနုပုပ္ပတိတ်ခါကြော်ပြီးတော့သွားလို့မရဘူးယဟန္တာဖြစ်တယ်ယဟန္တာဖြစ်တယ်ဆိုတော့ကြောလာတာတောတာပန်တက္ကရာကအနာကန်ဆိုတဲ့အဆင့်ကြီးကြောလာတာဒါကြောင့်မို့လို့အခြေခံအဖြစ်ပြောမယ်ဆိုရင်သီလတမာတိပညာလို့ခေါ်တဲ့၄ကားကိုတက်ဖို့အတွက် စိတ်ကောင်းရှိဖို့ကလိုအပ်တယ်စိတ်ကောင်းရှိဖို့ဆိုတာအခုခေတ်စကားနဲ့နားလည်အောင်ပြောရင်တော့ချင်းကပ်လမ်းပဲဗျာဟုတ်တယ်မလားမှန်ပါဗျာတန်လျင်ဘက်ကိုသွားမယ်တရားကြီးဆိုရင်တရားကြီးရှေ့မှာတရားကြီးအသားမရောက်ခင်တန်ပေါင်းနေတဲ့တရားကြီးပြောက်ခင်ရှေ့ရနေပြီးတော့ချင်းကပ်လမ်းလေးမရှိဘူးလားရှိပါဗျာအဲအဲ့ဒီစိတ်ကောင်းရှိပဲဆိုတာအဲ့ချင်းကပ်လမ်းလေးပဲဗျာတရားကြီးဘုံရောက်တရားကြီးဘုံရောက်ဖို့အတွက်ချင်းကပ်လမ်းမှာမရှိရင်ရောက်ပါမလားမရောက်ပါဘူးမရောက်ဘူးအဲ့ဒါစိတ်ကောင်းရှိရမယ်ဗျာစိတ်ကောင်းရှိရမယ် ခန္ဓာကိုယ်ဆိုတာပုထုဇဉ်တွေရဲ့ပုဂ္ဂိုလ်စိတ်ထဲမှာလောဘတွေဒေါသတွေမာမနတွေအိတ်တာတွေနစ္စရိယတွေအာဟုဒုတရားတွေနဲ့အလိုမကျမှုတွေတောင်းတမှုတွေဟုတ်တယ်မလားနော်အလိုမကျမှုဆိုတာဒေါသအဲ့ဒါမှတ်ထားတောင်းတမှုဆိုတာလောဘပဲဟာအဲ့ဒီနှစ်ခုလုံးဖြစ်တာဟာမောဟပဲမောဟမောဟဆိုလို့မမြင်ရဘူးမောဟကပြိတ်ပြီးတော့နူးညံ့လုံးအာကြီးတယ် လောဘကြီးတဲ့ပုဂ္ဂိုလ်တိတာတယ်ဒေါသကြီးတဲ့ပုဂ္ဂိုလ်တိတာတယ်မောဟကြီးတဲ့လူကဘယ်သူလုံးဆိုပြောရင်ပြောမရဘူးသို့တော့ तू ကနှစ်ခုလုံးမှပါနေတယ်အဲ့ဒါမှတ်ထားလောဘဖြစ်လို့ရှင်လေမောဟပါတာပဲဒေါသဖြစ်လေမောဟပါတာဖဲသမားစကားနဲ့ပြောရင်တော့မောဟဆိုတာဂျိုကာပဲဟုတ်တယ်မို့လားမှန်ပါဗျာကလားနဲ့လည်းတွေ့ရဗမာနဲ့လည်းတွေ့ရဆိုတဲ့အမျိုးပဲမောဟအများမ်းပါတယ်မသိလို့ဖြစ်တာ မသိမှုမိုင်မဲမှုကြောင့်လောဘဖြစ်တယ်မသိမှုမိုင်မဲမှုကြောင့်ဒေါသဖြစ်တယ်အဲ့ဒီစိတ်တွေနဲ့ဟောဒီခန္ဓာကိုယ်တွေကညစ်ညင်နွမ်းနေတယ်ပြင်ညစ်ပတ်နေတယ်စိတ်ကောင်းနေစိတ်မကောင်းတဲ့စိတ်တွေခန္ဓာကိုယ်ထဲမှာရှိနေတယ်ဥဒုဇဉ်ပုံပုံမှန်တရားတပည့်တော်ကတော့မရှိဘူးဖရာလို့လာမပြောနဲ့ယုံနိုင်ကြမရှိဘူးရှိနေတယ်အရှင်း30နဲ့ဟောဒီခန္ဓာကိုယ်ထဲမှာရှိနေဒီတခါတော့လက်လေးပါလာပါကြည်ကြည့်ပါဟုတ်လားနော်အရှင်း30ရှိတယ်နံပါတ်1ကဝီပါတယ် အနုတ္တိယတဲ့ခန္ဓာကိုယ်ထဲမှာရှိနေတာမျိုးစီလေးတွေရှိနေတာနောက်တဲ့ဆင်းကြတော့ပရိယုဌာနတဲ့เนาะသူကအပင်လေးပေါက်လာတယ်နောက်တဲ့ဆင်းကြတော့ဝိတိတ်ကမတဲ့အဲ့ဒီအပင်ပေါက်တဲ့အတိုင်းလွန်ကျူးလိုက်တယ်ရှင်းအောင်ပြောမလို့တရက်စီလေးတစ်စီအဲ့ဒီထဲမှာမျိုးစီလေးရှိနေတယ်ဒီပေါ်တင်ထားလို့ကတော့တရက်ပင်ကပေါက်မှာမဟုတ်မြေကြီးပေါ်သွားချကြည့်မြောက်လေးထွက်ထွက်လာတယ်အဲ့ဒါပရိယုဌာနအဆင့်အသီးတွေသီးလာပြီဆိုအဲ့ဒါဝိတိတ်ကမအဆင့် ပဲစီလေးတစ်စီစပားစီလေးတစ်စီဒီစပွဲဟိုထင်ထားတစ်သက်လုံးထိုင်ကြည့်နေ तू အပင်ပေါက်မှာမဟုတ်ဘာလို့လဲ तू မကြိုက်ဘူးဒီဒီစပွဲပေါ်စပွဲကုန်လေးဓာတ်ကို तू မကြိုက်ဘူး तू မကြိုက်လို့ငြင်းနေတာ तू မကြိုက်လို့ငြင်းနေတာအဲ့ဒီပဲစီလေးစပားစီလေးကိုဟိုမြေကြီးပေါ်သွားချကြည့်နေ့ရက်သုံးရက်လောက်နေအပင်လေးထွက်မလာဘူးလားအဲ့ဒီရေဓာတ်ရေဓာတ်က तू ကြိုက်တာဒါကြောင့်မို့လို့ယဟန်တော်တွေမှာ တရားရကမတွေလောက်လောဘဒေါသမာမာနတွေမမြင်ရဘူးဆိုတာအဲ့ဒါတွေနဲ့ထိမ့်တာလားသီလနဲ့ထိမ့်တာလားရှိတော့ရှိနေတာပဲအမှုတရားအဆင့်ကတော့ရှိနေတာပဲပရိယုဌာနာအဆင့်နဲ့ဝိတိတ်ကမအဆင့်ကတော့မရောက်လာဘူးသူကမမြင်နိုင်တာပေါ့ခိုက်ကြမ်းကြမ်းပြောရင်လောကမှာကြားဥကြတယ်မို့လားရင်ရင်လေးပြီးစိတ်စိတ်နှောင့်နေတဲ့ပုံပုံနဲ့ရှင်းရှင်းပြောပါရင်ရင်လေးယူနေတဲ့လူနဲ့ခိုက်ကြမ်းကြမ်းယူတဲ့လူဆရာဝန်လေးကရင်ရင်လေးယူနေတဲ့လူကကုကခက်တယ်ကြာခိုက်ကြမ်းကြမ်းယူတဲ့လူကတိတာ ြည်သာတယ်ဟုတ်လားနော်ဒါကြောင့်မလို့ထိမ့်ရမယ်တဲ့ကိုယ်စိတ်ကိုထိမ့်ရမယ်စိတ်ကောင်းရှိရမယ်ပြောရမယ်ဆိုရင်တော့အာမန္တန်ပြောရင်ဗမာလူမျိုးတွေကအဲ့ဒီဓာတ်ကိုချုပ်ရွံ့တယ်စိတ်ကောင်းရှိဖို့ဆိုတာချုပ်ရွံ့တယ်အိုးအနောက်ကလူတွေကသူများနိုင်ငံကလူတွေကဗုဒ္ဓဘာသာတွေမဟုတ်ကြဘူးအများစုကတို့တော့သူတို့ရဲ့ကာယကံဝစီကံအပြုမှုအပြောဆိုရမနောကံကတော့မမြင်ရတော့မသိနိုင်ဘူးပေါ့နော်သူတို့ရဲ့ကာယကံဝစီကံတွေကဗုဒ္ဓဘာသာတရားတော်နဲ့ကိုက်တယ်နော်ဟောဒီမှာ ယောက်ျားလေးတော့မပါအောင်မိန်းကလေးတွေသူတို့ဝါငါပါးပြီးပါမှာဘောလုံးငွဲကြီးတွေရှိနေတယ်ဘောလုံးငွဲကြီးတွေရှုံးငွဲတွေများလာပြီဆိုရင်ကလတ်တင်းပိုင်ရှင်တွေကနီးပြဆရာတွေကိုထုတ်ပြလေးရှိတယ်တကယ်ပေးရလားစာချုပ်စာရင်းနဲ့ချုပ်သွားတာ၃နှစ်တည်း၄နှစ်တည်းအဲ့ဒါတွေကိုဖျက်တဲ့ပြီးတော့ပိုက်ဆံတွေအယောပေးတဲ့ပြီးတော့ထုတ်ပြတာထုတ်ပြလိုက်ပြီဆိုမကျေနပ်လို့ထုတ်ကြတာပဲသို့တော်သူတို့ရဲ့အပြောဆိုလေးတွေကတိတ်နူးညံ့နေထုတ်ခါရတဲ့နီးပြဆရာလည်းဟုတ်လားနော်ကျွန်တော်မအောင်မြင်ဘူးသင်တယ်လို့ ါကြောင့်မလို့ကျွန်တော်ကျွန်တော်ခွဲခွာခဲ့လို့မယ်နော်ဒီအသိဉာဏ်အောင်မြင်ပါစေဘလောက်တော့မြင်သာတော့စကားလေးရနော်ထွက်ခွာရတဲ့ပုဂ္ဂိုလ်ကလည်းအာဟိုထုတ်လိုက်တဲ့ပုဂ္ဂိုလ်ကလည်းသူကျွန်တော်တို့အသိဉာဏ်အကျိုးပြုသွားတာတွေရှိပါတယ်နော်သူအောင်မြင်ပါစေပေါ့သူနောက်ဆက်မဲ့အသိဉာဏ်ပါလေအောင်မြင်ပါစေတယောက်နဲ့တယောက်အပြစ်ကင်းတဲ့စကားလေးတွေနဲ့သူခွဲခွာကြတာခွဲခွာကြတာဘလုံးကွက်တစ်ဝက်ကိုရှုံးပြီဆိုရင်ကြည့်နော်ရှုံးပြီဆိုရင်ကြည့်ဘယ်သူမှဘယ်သူမှအပြစ်မတင်ဘူး ိုင်မူကြီးကညစ်လို့ဟိုကစားသမားကဘာဖြစ်လို့ညာဖြစ်လို့နဲ့အဲ့လိုမျိုးတွေမရှိဘူးသူတို့ရှိဘူးဟိုတလောကကြားလိုက်မှာပေါ့ဟုတ်လားနော်အမှားရွေးနေဆုံးဖြတ်ကြတော့သူတို့တွေကငိမ့်လာပဲသူတို့ကဒါသူတို့ရဲ့တောင်းပဲသူတို့ရဲ့တိတ်ခါပဲအဲ့ဒါဂုံတိတ်ခါပဲအဲ့ဒါပတ်တာနော်သူတို့စီမှာဒါကွင်းထဲကိုဆင်းရိုက်တယ်ဆိုတာတော်တော်ရှားပါတယ်ဗမာပြည်မှာတော့ကြည့်လေတော်ရိုက်တယ်မှာဟိုအတင်းကရှုံးတော့မယ်တရားနေပြီးကိုတွဲပြီးသားဒီဆိုဝင်ဖြတ်တဲ့နေနဲ့ဝင်ရိုက်ကြတာနော်ဒါစိတ်ဓာတ်တွေမကောင်းတာပဲ အဲ့တော့အနောက်ကလူတွေကဗုဒ္ဓဘာသာလို့သာအပြီးခံတာသူတို့ရဲ့နေဘုံထိုင်ဘုံတွေကဗုဒ္ဓဘာသာနဲ့ပြီးဆက်တယ်။ဒီဗမာလူမျိုးတွေနေဘုံထိုင်ဘုံကတော့နာမည်ခံထားတော့ဗုဒ္ဓဘာသာဝင်တဲ့။အာသူတို့လုပ်နေတဲ့အလုပ်တွေကဗုဒ္ဓဘာသာနဲ့တခြားစီပဲ။ဗမာပြည်ရင်းမလို့တိတ်မတိတာလား။ဟိုနိုင်ငံခြားရောက်သွားရင်ထိုင်းနိုင်ငံတို့စင်ကာပူတို့မလေးရှားတို့ဆိုရင်ကိုယ်ဗမာလူမျိုးချင်းချင်းပဲရိုင်းပင်ရမှာမို့။အဲ့လိုမဟုတ်ဘူး။ နောက်ထပ်အသိရောက်လာတဲ့ဆိုချဖို့တော့ပြီးဖို့တော့ပဲအဖွဲဖွဲတယ်ပြီးတော့လုပ်ပြီးကြတာလေနော်ပွဲစားဆိုတဲ့လူတွေပေါ့ပွဲစား၁၀ရောက်လောက်မှာ၉ရောက်လောက်ကလူညက်ပတ်တွေကြီးပဲမမာတွေကြီးပဲတကယ်တမ်းတတ်သိရှိရင်ကဘာပေါ်မှာချမ်းသာနေတဲ့လူတွေစီသွားလိန်ကြသွားပြီးတော့တိုက်ကြကြပြက်ကြကြဘူးအဲ့လိုမဟုတ်ဘူးဥပမာလူမျိုးချင်းချင်းကိုလိုက်ပြီးတော့လေဘင်းကိုနင်းနေရတယ်စိတ်ဓာတ်တွေသိဉာဏ်ဖြစ်တာစိတ်ဓာတ်တွေသိဉာဏ်ဖြစ်တာစိတ်ဓာတ်ဉာဏ်ဖြစ်တဲ့မိသားစုစိတ်ဓာတ် ညာချင်းတဲ့ရက်ွက်စိတ်ဓာညာချင်းတဲ့မျိုးရွာစိတ်ဓာညာချင်းတဲ့တိုင်းကြီးဘယ်တော့မှမတိုးတက်ဘူးအဲ့ဒါမှတ်ထားပြီတိုးတက်တဲ့လမ်းကြောင်းကိုဘယ်တော့မှမရောက်နိုင်ဘူးဘုန်းကြီးတို့ကတော့အဲ့ဒါပုံမှန်လေးနဲ့ပြောလိုက်တာပေါ့ဒါကြောင့်မို့လို့အခြေခံအပြင်ဘာသာရေးနေနဲ့ပြောမယ်ဆိုရင်နိဗ္ဗာန်ကိုဥတည်တာနိဗ္ဗာန်ကိုကတော့တွားပြီးတော့စိတ်ကောင်းမရှိဘဲနဲ့တော့တွားပြောမှပန်းလိမ့်မယ်ခန္ဓာကိုယ်ထဲမှာအရင်ပြုတ်ပြင်အောင်အင်မတန်ဖိုးတန်တဲ့ပန်းနေအင်မတန်ဖိုးတန်တဲ့အင်ကြီးအိုစားတွေ အမတန်ဘိုးဗရန်ရဲ့ယရနာပစ္စည်းတွေကိုဝတ်တော်မယ်ဆင်တော့မယ်ဆိုဘယ်အမျိုးသမီးမှချွေးတွေတန်နေနဲ့မိုးပါဘူးဘာလို့ ਆ လဲရေချိုးရတာပေါ့ရေချိုးရတာပေါ့တန်ရှင်းအောင်လုပ်အောင်ဒါကြောင့်မလို့နိဗ္ဗာန်ကိုဆုတောင်းပြီးဆိုကြရင်လည်းပုဂ္ဂိုလ်ကိုစိတ်ကောင်းရှိအောင်မွေးကြအောင်ညာဟုတ်ပြီလားနော်စိတ်ကောင်းရှိအောင်မွေးကြအောင်စိတ်ကောင်းမရှိဘဲနဲ့ဆိုဆိုတော့နိဗ္ဗာန်ဆိုတာအဝေးကြီးစိတ်ကောင်းမရှိလို့ကတော့လူဖြစ်ကျိုးလည်းမငတ်ဘူးဗျာခဏလေးနေရတာလူဘဝမှာ စိတ်ကောင်းမရှိဘဲနဲ့နေသွားပဲကိုယ့်အတွက်နဲ့ပအောင်ကျင်ဒုက္ခရောက်ပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ပြောတာတော့ဘဝမှာဆုံးရှုံးတာပဲကိုယ်နဲ့ပတ်သက်ပြီးတော့ကိုယ်နဲ့အနည်းဆုံးလူဟာစပြီးတော့ဗာလဲစိတ်ချမ်းသာဖြစ်ပါစေကိုယ်နဲ့ဆက်ဆံတဲ့လူတွေလူပုဂ္ဂိုလ်ဖန်တယ်ဗျနော်ရဟန်းရှင်လူမှန်ကစိတ်ချမ်းသာကိုချမ်းသာရှိကြပါစေဆိုအားလေးကိုအမြဲတမ်းနှလုံးသွင်းပြီးတော့ကာယကံမှုကိုပြုဝစီကံမှုကိုပြောဗျာဟုတ်ပြီလားနော်ကိုကစကားတစ်ခုပြောလို့သူများကိုထိတိုက်သွားပြီး တယောက်နဲ့တယောက်ချစ်နေကြတာကွဲသွားကြပြီဆိုရင်ကိုယ်မှာအပြစ်တွေအများကြီးရှိတယ်ဟုတ်တယ်မလားနော်ဒါကြောင့်မို့လို့ကိုယ်ကိုယ်တိုင်ကမှသိတာငါခန္ဓာကိုယ်ထဲမှာစိတ်ကောင်းရှိလားမရှိလားဆိုတာကိုယ်ကိုယ်တိုင်ကမှသိတာသူများကမကြည့်နိုင်ဘူးပြန်ကြည့်ကိုယ့်ကိုယ်ကိုစိတ်ကောင်းမရှိသေးဘူးဆိုရင်မွေးရှိအောင်မွေးရှိနေပြီနည်းနည်းရှိနေပြီဆိုလည်းများများရှိအောင်လုပ်များများရှိနေပြီဆိုလည်းပိုးပြီးတော့များအောင်လုပ်စိတ်ကောင်းရှိတာတွေများများရှိတယ်များများနိဗ္ဗာန်ကိုရောက်နေပဲဗျာ ဒါကတော့နိဗ္ဗာန်ကိုဘာသာရေးနေနဲ့လမ်းဆုံးနေနဲ့တွေ့တာကြံတဲ့အရေးမှန်တယ်များလဲစိတ်ကောင်းရှိလေကိစ္စဝိစ္စတွေညံ့ညံ့ပြီးလေလို့သာသဘောထားကြပြီးတော့ပေါ့ဗျာဒါကြောင့်မို့ခဏလေးခါတိုင်းဆိုရင်ခေါင်းကြီးကဟိုအခြေအနေကိုကြည့်တဲ့ပြီးတော့အဲ့ဒီဟာလေးပဲခြားချပေးခဲ့တာစိတ်ကောင်းရှိပါလိုက်ဆိုစိတ်ကောင်းရှိပါဒါလေးပဲခဏလေးတော့ဒါအားလုံးနော်ဒီပွဲလေးကိုတတ်တတ်လောက်တာဖြစ်တဲ့အတွက်နော်ဒါဒါလေးကိုအကျယ်ချက်ပြီးတော့ပြောလိုက်တာပေါ့ဗျာဒါကြောင့်မို့ခဏလေးနော်အလှူငွေ လူလန်းဆက်ကပေါ်နေပါစာလျက်ပြီးတော့မိမိတွေတွေပြုလို့ရှိပြရတဲ့ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်အစုစုလို့ကြောင့်အာလုံးသောသူတော်စင်အပေါင်းတို့သည်မိမိရဲ့အကျိုးသူတစ်ပါးရဲ့အကျိုးသာသနာတော်ကြီးရဲ့အကျိုးကိုထမ်းဆောင်နိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်များဒီဘဝဆက်တိုင်းဖြစ်ကြပြီးတော့မအိုရာမနာရာမတီးရာအာလုံးသောဆင်းရဲခတ်သိမ်းတို့ရဲ့ကင်းကျင်ရာဖြစ်တဲ့အာဒိနတတနိဗ္ဗာန်မြတ်ကိုလျင်မြန်စွာမျက်မှောက်ပြုလွယ်ဆန်ကြပါစေကုန်သောဟူ၍ ပထနာအောင်စုပြုလိုက်ကြစေကုန်ရာတည်းသာသာ